ခုတင်ဆက်ပေးမယ့်သတင်းကတော့ AI ကြောင့်နိုင်ငံများကြားဆေးရချမ်းသာကွာရှာမှုပိုကြီးလာမည်လို့ကုလသမဂ္ဂသတိပေးလိုက်တဲ့သတင်းမင်းဖြစ်ပါတယ်။ AI လို့ခေါ်တဲ့မှတ်ဉာဏ်တူနီပညာကြောင့်ဖွံ့ဖြိုးပြီးဖြစ်တဲ့ချမ်းသာရနိုင်ငံတွေနဲ့ဖွံ့ဖြိုးစေနိုင်ငံတွေဖွံ့ဖြိုးတိုးတက်မှုနောက်ကြတဲ့ဆေးရတဲ့နိုင်ငံတွေကြားမှာဆေးရချမ်းသာကွာဟာမှုပိုကြီးလာမည်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်တဲ့အစီအစဉ်ကစားတဲ့ဆောင်ထဲမှာတရှိခဲ့ပါတယ်။ AI ဟာလူသားတအုပ်ချင်းစီရဲ့နေစဉ်နေထိုင်ခြင်းတန်မှုအပေါ်မှာသုံးဆွဲနိုင်စွမ်းအပေါ်မူတည်ပြီးထိထိရောက်ရောက်အသုံးပြနိုင်တဲ့သူတွေကိုအကျိုးသက်ရောက်မှုတွေရှိအောင်ပေးဆွဲနိုင်စွမ်းပိုင်ဆိုင်ထားတာကြောင့် AI ရဲ့စွမ်းဆောင်ရည်ကိုပုံမကောင်းမွန်အောင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့အပြင်သုံးဆွဲတဲ့ပြည်သူတွေပုံမနားလည်သဘောပေါက်ပြီး ထိရအောင်လှူဆောင်မှုအခွင့်အလမ်းပို့သားတဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ရှမ်းသာရနိုင်ငံတွေအနေနဲ့အကျိုးပိုရှိအောင်လှူဆောင်နိုင်စေဖို့မျှတာကြောင့်ကမ္ဘာနိုင်ငံတွေကြားမှာစီးရန်ရှမ်းသာကွာဟာမှုပို့ကြီးလာမယ်လို့ UNDP ကတတိပေးခဲ့တာပါ။ ခုမြေတို့တမှုနေပါတယ်စည်ရတဲ့နိုင်ငံတွေအနေနဲ့အခမဲ့ရကိုတုံ့ဆွဲနိုင်တဲ့ AI တွေရှိပေမဲ့ရှမ်းသာပြီးခုမြေတို့တတဲ့နိုင်ငံတွေမှာနေထိုင်သူတွေနဲ့နိုင်ရှင်ရင်တုံ့ဆွဲနိုင်တဲ့ AI ကျင်းကွာတာကြောင့်စည်ရရှမ်းသာကွာဟာမှုပိုကြီးလာမယ်လို့ UNDP ကသုံးသပ်ခဲ့တာပါဒီတဲ့ကိုတော့ငြိမ်းချမ်းသာပြီးပို့လာပါ